မတ်ဒဇင်ဆိုတဲ့အမျိုးသမီးတူကမေးထားပါတယ်မေးချင်တာလေးရှိလို့ပါဆရာတမီးကတခြားတယောက်ကိုဒီတချင်းတွေကောင်းလို့ဆိုပြီးတချင်း၄၅ဘိုးလောက်ကိုပြလိုက်မိတယ်နောက်တော့တောက်ပါပြန်လုံးမယ်လို့တွေးပြီးပြလိုက်မိတာပါဆရာပြပြီးတော့သူကကြိုက်သွားပြီတဲ့အဲ့တချင်းတွေကိုအမြဲကြည့်မဲ့ထဲမှာထဲလိုက်ပြီးဆိုပြီးပြောပါတယ်ဆရာအဲ့လို့ဆိုရင်တမီးပြလိုက်တဲ့တချင်းတွေကိုသူ့ပါတာသူကြည့်တဲ့အခါတိုင်းတမီးကအပြစ်ထိုင်နေမှလားဆရာတဲ့အဲ့ဒါလေးသိချင်လို့ပါ بسم الله الرحمن الرحيم تنميزي جاي حديث تو دبو شي رہے ادي حديث تو ہے ادب بیا با لے سوین اجن نو ہا کون نے لان سین تکو کو پھو ساؤں لائی دے تو ادي کون نے لو کو လူတွေအရှိမလုံးပြအဲ့ဒါကိုလူတွေကလိုက်လို့ဆိုရင်အဲ့ဒီပုံကဟာ ကောင်းမှုကိုလုပ်တဲ့ကောင်းမှုကိုလုပ်တဲ့သူကိုယ်တိုင်လုပ်တဲ့စဘာပဲသူရမှာဖြစ်တယ်လို့လိုက်ပြီးတော့လုပ်တဲ့သူတွေရဲ့စဘာလည်းသူရမယ်အဲ့ဒီလိုက်လုပ်တဲ့သူတွေရဲ့စဘာကလည်းဘာမှရုံနေခြင်းရှိမှာမဟုတ်အဲ့လိုပဲအချင်းတို့ဟာမကောင်းတဲ့လမ်းစဉ်တစ်ခုကိုပေါ်ဆောင်လိုက်တယ်လူတွေကိုမကောင်းမှုတစ်ခုဘက်ကိုသူဖိတ်ခေါ်လိုက်တယ်လမ်းညွန်လိုက်တယ်ဆိုရင်အဲ့ဒီမကောင်းမှုကိုလူတွေကလိုက်လုပ်ကြတယ်ဆိုရင် သူကိုယ်တိုင်လောက်တဲ့မကောင်းမှုရဲ့ဂုဏနဲ့သူရမှာ ဖြစ်တယ်လို့လိုက်လောက်တဲ့သူရဲ့ဂုဏကိုလည်းသူရသွားလိမ့်မယ်။ဟိုလူရဲ့ဂုဏမာလည်းဘာမှရောက်နေမှုရှိမှာမဟုတ်။ဆိုတော့ဒီဟဒီစ်ကနေအတင်းလင်းသိနေရတယ်။ဒီမိကုမပါတဲ့ဟာလာမင်းကလေးကဒါတရှင်ကြည့်ဖို့တော့နောက်တယောက်ကိုအတရှင်နားထောင်ဖို့တော့နောက်တယောက်ကိုသူကလမ်းညွှန်လိုက်တယ်လို့ဖြစ်တဲ့အတွက်ဒီဟာရစ်ရဒီမြူဒမီက ူကိုယ်တိုင်နားထောင်ခဲ့တဲ့ကြည့်ခဲ့တဲ့အဖြစ်ကိုလည်းသူရမှာဖြစ်တယ်လို့ဟိုအမျိုးသမီးတဖတ်တခြားကောင်မလေးတယောက်ကသူလမ်းညွှန်မှုပြုလိုက်တဲ့ကောင်မလေးကကြည့်တိုင်းနားထောင်တိုင်းလည်းအဲ့ဒီရဲ့ကုနာသူမနေနိုင်ရမယ်ဟိုမင်းကလေးရဲ့ကုနာမှလည်းရောဖို့မရှိဘူးဒါကကုနာရတဲ့အကြောင်းပြောတာပေါ့ဒါပေမဲ့အဲ့ဒီဟာဒီစ်ရဲ့ရှင်လင်းချအောက်မှာပဲ ်အလာမူဟဒီစင်းကရှင်းတယ်မလာလီကာရီရဟမတူလာလီရဲ့မေရကာတ်မဖာတီချမှာပါတယ်အဲ့ဒါလိုဂနာတို့ခုခုဘက်ကိုဖိတ်ခေါ်လိုက်တဲ့သူကအကေ၍စစ်မှန်တဲ့တော်ပါတို့လောက်လိုက်တယ်ဆိုရင်အဲ့တော့ဘာရဲ့စီပန်းချက်အားလုံးကိုကျင့်သုံးပြီးတော့စစ်မှန်တဲ့တော်ပါကိုသူသူနေလဲလောက်လိုက်တယ်ဆိုရင်တွေ့ခွန်လာလဲပပြောက်သွားမှာ ဖြစ်တယ်လို့သူလမ်းညွှန်မှုပြလိုက်လို့လိုက်လုံးနေတဲ့သူတွေက ကနာထလုံးနေတဲ့ဆင်အဲ့ဒီကနာကသူ့ဘက်ကိုလာပတ်တက်တော့မှာမဟုတ်ဘူး။တဘောကအဲ့ဒီကနာကသူ့ဘုံမှာရောက်တော့မှာဟုတ်။ဒါကြောင့်ဟာလာမင်းကမှာပါတဲ့မင်းကလေးကိုဒါအတိပေးခြင်းနဲ့အဲ့ဒါအရှင်ရှိသေးအရှင်ရှိတဲ့အရှင်ရှိတဲ့အတွင်းမှာစင်မနဲ့တော်ပါလောက်လိုက်ပါ။အဲ့တော်ပါလောက်လိုက်မယ်ဆိုရင်မင်းကလေးရဲ့ကနာလည်းပပျောက်တော့မှာဖြစ်တယ်လို့တဖက်မင်းကလေးကဒီတရှင်းနားထောင်တိုင်းလဲအဲ့ဒီတရှင်းနားထောင်ကြီးရဲ့ အပြစ်ကွန်တာသူမဘက်ကိုရောက်လာတော့မှမဟုတ်